ဲမင်္ဂလာပါကျွန်တော်ဒီနေ့ memory stick ဒါမှမဟုတ် USB တစ်ခုခုထည့်ရပါတော့ဒါမှမဟုတ် hard disk တစ်ခုခုထည့်က data တွေ file တွေဓာတ်ပုံတွေအာ music တွေ video လေးတွေ audio file လေးတွေမဖြတ်မိတယ်ဒါမှမဟုတ် format ချမိတယ်ဆိုရင်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုရအောင်ပြန်လုပ်မလဲဆိုတဲ့နည်းလေးကျွန်တော်ပြမယ်เนาะကျွန်တော်ဒီသင်ခန်းစာမှာတော့ကျွန်တော် ဟို recover software လေးဒါလေးပေါ့နော်ဒါလေးအသုံးပြုဒါလေးကိုအသုံးပြုပြီးတော့မှကျွန်တော်ပြသွားမယ်နော်လောလောဆယ်ကျွန်တော် memory stick တစ်ခုထိုးထည့်လိုက်တယ်ကျွန်တော်စက်မှာအဲ့ဒီ set ထဲမှာအဲ့ဒီ stick ထဲမှာ define တစ်ခုပေါ့နော်ဒါကျွန်တော်ရဲ့ logo နဲ့ကျွန်တော်အခုရေးနေတဲ့ vray4 ဆိုတဲ့ vray for cross ပေါ့နော်ကျွန်တော်အဲ့ course ကိုကျွန်တော်ရေးနေတဲ့ define တစ်ခုထည့်ထားမယ်ဒါ double file ပါ ဒါက document file ပေါ့နော်ကျွန်တော်သူတို့နှစ်ခုကို select ဒီ define နှစ်ခုကို select လုပ်လိုက်မယ်ပြီးရင် ship delete နေလိုက်မယ်အဲ့ဒါ yes နေလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီထဲမှာဘာမှမရှိတော့ပါဘူးဒီ recycle bin ထဲမှာလည်းဘာမှမရှိဘူးเนาะသူကပြန်ခေါ်လို့လည်းမရတော့ဘူးเนาะတစ်ချက်လောက်ပြန်ကြည့်ရအောင်เนาะဆိုတော့ဒီမှာ USB drive ပေါ့เนาะဒီထဲကြည့်လိုက်ရင်ဒီမှာပေါ့เนาะ USB ပြန်ကြည့်မယ် USB drive ဟုတ်ပြီเนาะဒီမှာဆိုရင်ဘာမှမရှိဘူး ပြန်ခေါ်လို့လည်းမရဘူး control စနေလို့လည်းမရတော့ဟုတ်ပြီအဲ့ဒီအခါမျိုးမှာကျွန်တော်တို့ software ကိုအသုံးပြုပြီးတော့မှ file ပြန်ယူတဲ့နေ့အခု ပြပေးမှာနော်ဆိုတော့ကျွန်တော်ဒီ software လေးကိုဒီဒီထဲမှာပေါ့နော် set ထဲမှာအရင် run run ရပါမယ်သူ့ကို double click နေလိုက်မယ်ပြီးရင် password တောင်းတယ် password ကအာကျွန်တော်ပြန်လိုချင်တဲ့သူရှင်ပြောလိုက်မယ်နော် ဲ့ဒါဆိုရင်ဒီထဲဝင်သွားပြီဒီထဲဝင်သွားပြီဆိုရင်ထပ်ဝင်လိုက်မယ်ဒီထဲနေထပ်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ exe ပါတယ်ဟာเนาะဒါလေးကို double click နှိပ်လိုက်ပါမယ်ပြီးရင် install နှိပ်လိုက်ပါမယ် okay ဒါဆိုရင်ဒီနေရာမှာသူရ shortcut လေးကျလာပြီเนาะအဲ့ဒါဆိုရင်ဒါတွေကျွန်တော်တို့အကုန်ပေးလိုက်လို့ရပြီเนาะဒါတွေပေးလိုက်လို့ရပြီဒါလည်းပေးလို့ရပြီဒါတော့ internet နဲ့ချိန်ရင်သူအလိုလိုပို့ update တွေပါတယ်လို့ပို့ပေးထားတာတဲ့เนาะ ဟို recover ဒီဟာလေး recover ပေါ့နော်သူ double killing နဲ့ဝင်ရအောင် okay အဲ့ဒါပြလာပြီအဲ့ဒါဆိုရင် next ကိုနှိပ်မယ် ပြီးရင်ဒီနေရာမှာ all fine ရှိမယ် picture picture ဆိုတာကတော့ကျွန်တော်ဓာတ်ပုံတီးတန်းကိုပဲ recover ပြန်လုပ်မယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဖြတ်မိတဲ့ hard disk ဒါမှမဟုတ် memory stick ထဲမှာဓာတ်ပုံတွေကိုပဲတီးတန်းယူရှင်တယ်ဆိုရင်ဒီမှာအမှန်ရှိပေးရပါမယ်ဆိုတော့တချင်းနေပေါ့နော်ဒီ mp4 ဒါမှမဟုတ် sorry mp3 ဒါမှမဟုတ်ဒီ audio file လေးတွေ stereo ကနေအာတွင်းလာတဲ့ file ဟို MP3 file လေးတွေ audio file လေးတွေဖြတ်မိတယ်ဆိုရင်အဲ့ဒါကိုပဲပြန်လိုချင်တယ်ဆိုရင် music ပေါ့နော်ပြီးရင် file လေးတွေပေါ့နော် PDF တို့ document အာ powerpoint တို့ excel file တို့ word file တို့ပါတယ်အဲ့ကိုပဲယူမယ်ဆိုရင်ဒီ document ကိုနှိပ်မယ် video တီးတက်မဲ့လိုချင်တယ်ဆိုရင်ဒါကိုနှိပ်မယ် zip file ဒါမှမဟုတ်အဝင် raw file raw file လေးတွေပဲလိုချင်တယ်ဆိုရင်ဒီမှာနှိပ်မယ် email နဲ့ပတ်သက်တဲ့ဟာတွေပဲ recover ပြန်လုပ်ချင်တယ်ဆိုရင်ဒီမှာနှိပ်မယ်အခုကျွန်တော်ကနှစ်ခုတော့ ဟာ PNG လို့ခေါ်တဲ့ picture file ရဲ့ document word file နော် document လို့ခေါ်တဲ့ word file ဒီနှစ်ခု recover ပြန်ခေါ်มาဖြစ်တဲ့အတွက်ကျွန်တော် all file ကိုပဲကျွန်တော်ရွေးလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော် recover ပြန်လုပ်မယ် file လေးတွေကတမျိုးတည်းမဟုတ်လို့နော်နှစ်မျိုးစလုံးကိုကျွန်တော်ယူมาဖြစ်တဲ့အတွက်ဒီ all file ကိုရွေးမယ် next ကိုနှိပ်မယ်ဒီနေရာမှာလဲကျွန်တော်တို့ memory stick ကိုပဲကျွန်တော်တို့ recover လုပ်มาဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော် in a specific location ကိုရွေးပြီးတော့မှဒီနေရာကိုတစ်ချက်နှိပ်မယ် ပြီးရင်ကျွန်တော်တို့ရဲ့ USB draft လေးကအကဲနော် USB draft ကဲဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်ဒီကနေတွေ့အောင်ရှာပါမယ်ဒါဆိုဒီပေါ်မှာတစ်ချက်နှိပ်မယ်တွေ့ပြီနော်ဒီပေါ်မှာတစ်ချက်နှိပ်မယ် selection ဝင်နေတယ်နော်ဒီမှာ okay selection ဝင်နေပါတယ်အဲ့ဒါဆိုရင် okay နှိပ်လိုက်ပါမယ်အပြင်ဒီနေရာမှာ K ဆိုပြီးတော့မှဒါလေးပြတ်သွားတယ်နော်အဲ့ဒါဒီအဆင့်ထိရောက်ပြီဆိုရင်ကျွန်တော် next ကိုနှိပ်မယ် ဝီဒီနေရာမှာသူကဒီနှစ်ခုပြထားတယ်ဗောနော်ခုနကျွန်တော်ဖြတ်မိတယ်ဒီမှာ fine name ဆိုတဲ့အမှန်ဒီနေရှေ့က box လေးမှာ check box လေးမှာအမှန်ရှိပေးလိုက်နှစ်ခုစလုံးသူကအမှန်ရှိပေးထားတယ်ဗောနော်ပြီးရင်ကျွန်တော် recover နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ခုနကဒီဖြတ်မိတဲ့ fine ထဲမှာပဲကျွန်တော်တို့ရွေးပေးလိုက်မယ်ဗောနော်တကယ်တမ်းကျတော့သူကဒီလိုပြတခြားဒီ memory stick မှာ memory stick တဲ့ကဒါမှမဟုတ် hard disk တစ်ခုခုတဲ့က recover recovery ပြန်ခေါ်တယ်ဆိုရင်ပြန်လုတ်တယ်ဆိုရင်အဲ့ဒီ hard disk ကိုဒါမှမဟုတ်အဲ့ဒီ stick ထဲမှာပဲကျွန်တော်တို့ recover ပြန်လုတ်တာတဲ့တခြား hard disk တစ်ခုခုမှာ recover ပြန်လုတ်တာပို့ပြီးတော့မှပြန်ရဖို့ရခိုင်တော့ပုံများတယ်တကယ်လို့အဲ့ဒီဒီပေါ်မှာပဲကျွန်တော်ချတယ်ဆိုရင်သူကရခိုင်တော့ကနဲတယ်ပေါ့နော်အလုံးအလုံးပြန်ရဖို့ကြတော့နည်းနည်းနဲတယ်ဒါသူ software recommend ပါ ။ဒါဒါပေမဲ့ကျွန်တော်ဒီနေမှာတော့ပြတာဖြစ်တဲ့အတွက်ဒီ to USB ထဲမှာပဲကျွန်တော်ပြန်ထည့်လိုက်ပါမယ်နော်။ Okay. Uh do you want to restore the same drive that ခုနကျွန်တော်ပြောတဲ့ဟာလေးပဲနော်။ခုနကျွန်တော်ပြောတဲ့ဟာလေးပဲ။ဒါဒီထဲမှာပြပြန်ထည့်မလားတဲ့။တကယ်လို့ this can reduce the chance of successful recovery တဲ့။တကယ်လို့ဒီဒီထဲမှာပြထပ်ထည့်တယ်ဆိုရင်သူရဲ့ chance ပေါ့နော်။သူပြန်ရဖို့ရန်တော့ပြန်ရဖို့က နည်းနည်းအခွင့်ရင်းနေတယ်တဲ့ရတယ်ကျွန်တော်တို့ကဖိုင်ရနည်းနည်းလေးနဖိုင်ပဲဖြစ်တဲ့အတွက်ပြတဲ့အနေနဲ့ဒီထဲမှာပဲထည့်လိုက်ပဲเนาะပုံမြင်တာအောင်လို့ပါ yes နေလိုက်ပါမယ် okay အဲ့ဒါဆိုရင် operation အာ completed တဲ့လုဆောင်ချက်တွေပြီးတော့ပြီးတဲ့ okay နေလိုက်ပဲပိတ်လိုက်ပါမယ်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်ဒီထဲပြန်ကြည့်လိုက်ပါမယ်ဒီထဲပြန်ကြည့်လိုက်တယ်အဲ့ဒါဆိုရင်ခုနကျွန်တော်ဖြတ်မိတဲ့ဖိုင်လေးကနောက်ခုစလုံးရောက်သွားပြီเนาะပြန်ခေါ်လို့ရတယ်ဒီထဲမှာလည်း recycle bin မှာလည်းမရှိခဲ့ဘူးเนาะခုနပြန်ခေါ်လို့လည်းမရဘူး software လေးတုံးပြပြီးတော့မှ recover လုပ်နည်းလေးကိုကျွန်တော်ပြပေးတာဖြစ်တယ်เนาะဟုတ်ပြီเนาะဆိုတော့ဒီ software လေးကတော့ကျွန်တော်တို့ get into pc.com မှာလည်းရှိတယ် i get into pc.com မှာလည်းရှိတယ်เนาะတကယ်လို့လိုချင်နေဆိုရင်ကျွန်တော်စီမှာလည်းလာတုံးလို့ရပါတယ်အာ ကျွန်တော်ပေးပါမယ်เนาะ Messenger မှာပဲဖြည်းဖြည်းဖုန်းလည်းပဲဖြည်းဖြည်းကျွန်တော်အကူအညီတောင်းလို့ရပါတယ်ပြီးရင်ခင်ဗျားတို့မှာဒီ hard disk ဒီပေါ့เนาะအရင်တုန်းကဟိုတင်ထားတဲ့ file လေးတွေကြီးလို့မရတာတွေပင် memory stick ကအာ file လေးတွေ data လေးတွေပြန်ဖော်လို့မရတာရှိခဲ့လဲဒီနည်းနဲ့ဆန်းတက်လို့ရပါတယ်เนาะဆန်းတဲ့နေရာမှာအစင်မပြေတာလေးတွေရှိရင်ကျွန်တော်အကြောင်းကြားလို့ရတယ်အကူအညီတောင်းလို့ရတယ်တကယ်လို့လုံးဝအစင်မပြေဘူးဆိုတော့ကျွန်တော်စီမှာလဲလာပြတ်လို့ရပါတယ်เนาะကာစီဝန်ရှိမှာပေါ့เนาะကလေးမျိုးမှာပေါ့เนาะကျွန်တော်အဲ့မှာ ရအောင်လုပ်ပြီးမှကျွန်တော်စီလာပြန်တော့ကျွန်တော်တော့ service load တာဖြစ်တဲ့အတွက်ငွေတော့နည်းနည်းတော့တောင်းပါပေါ့နော်ဒါပေမဲ့ online ကကနေကျွန်တော်ညညပိုင်းတော့ကျွန်တော် online မှာထိုင်တယ်ပေါ့နော် online မှာထိုင်တယ်အဲ့ချိန်မှာ mail လုပ်ရတယ်ကျွန်တော်အားတဲ့ချိန်မှာဖြေပေးပါမယ်နော်တကယ်လို့အဆင်မပြေတာရှိခဲ့ရင်ပြတ်တဲ့ hard disk လေးတွေဗာလေးတွေပေါ့နော်အာ USB ထဲက data ပြန်ယူချင်တာလေးတွေအဟောင်းလေးတွေရှိရင်လည်းကျွန်တော်တို့ကိုကျွန်တော်တို့စီလာပြပေးလို့ရတယ်ကျွန်တော်တို့ပြင်ပေးပါတယ်နော် hard disk ပြတ်တာတွေရောကျွန်တော်တို့ပြုပြင်ပေးတယ်နော်ဆိုတော့ ဒီနေရာမှာခင်မတို့ကိုတို့ကိုဟာကိုစမ်းပေးကြပါကိုရဲ့ဒီဗီဒီယိုအားဖြင့်ခင်မရဲ့ဟိုတံပိုးကြီးလာတဲ့ data လေးတွေ file လေးတွေပြန်ရတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုကိုလောက်အချိုးနှပ်ပါတယ်เนาะဆိုတော့အားလုံးအဆင်ပြေကြပါစေပေါ့เนาะနောက်ဒီမှာလဲကျွန်တော်ဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့မှဒီပညာဓာတ်မျိုးလေးတွေလိုအပ်တင်တင်ပေးမယ်เนาะသိချင်တာတွေရှိရင်လဲကျွန်တော် messenger မှာပဲဖုန်းနဲ့ပဲဖုန်းကျွန်တော် mail လုပ်ရတယ်เนาะအဲ့မှာကျွန်တော် အာရင်အားတလို့ဖြည့်ပေးပါမယ်တက်တာတော့မဟုတ်ပါဘူးတိတလောက်လေးတွေကျွန်တော်တို့ sharing လုပ်သွားတာပါเนาะโอเค thank you ပါဒီနေ့တော့အားရအောင်เนาะ